thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ် news ကနေတရင်းတွေကိုတင်ဆက်ပေးပါမယ်စကောင်းစင်းရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်းပါဝင်ရာရှိကြီးများနဲ့လက်နက်ဆိုင်ရုံမှု၂၈ဝန်းကျင်အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလူမျိုးတုံးတက်ဖြတ်မှုဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ဆရာဆွေးမှုတွေမှာပါဝင်ပတ်သက်နေတဲ့စကောင်းစင်းရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြန်တန်းအပါဝင်ရာရှိကြီးများနဲ့လက်နက်ဆိုင်ရုံမှု၂၈ဝန်းကျင်အမည်စင်းကိုနိုင်ငံတကာနဲ့ NUG ကအရေးယူနိုင်ဖို့အတွက်တမာဖွံ့ ြောရေး Institute ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မှမြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ွယ်မှာသူ í စွန်းလက်များမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်သူများကိုဖော်ထုတ်ခြင်းသူတည်တနာအစီရင်ခံစာတစ်စာကိုတမဖွံ့ဖြိုးရေး Institute ကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမ Institute အနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုတီကြခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေး Institute မှမိတမကဆိုပါတယ်။၎င်းစီရင်ခံစာမှာ ှာစင်ယုတ်စုကျူးလွန်နေရရှိတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်အထုံပြုတဲ့စစ်လက်နက်တွေကိုထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှုံးနဲ့ကာကွယ်ပစ္စည်းစက်ယုံ25ယုံမှစက်ယုံမှုတွေကိုဖောက်ထုတ်ထားကြောင်းသိရပါတယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်မှာဒုတိယဘွေချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှုံးကဘွေချုပ်ကိုကိုနေနဲ့ဘွေချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရပါတယ် စစ်ကောင်စီရဲ့လက်နက်စက်ရုံများမှာအမှတ်တကာကွင်ပစ္စည်းစက်ရုံမှုပုံမှုကြီးစော်မျိုးမင်းအမှတ်နှစ်ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးလှသိန်းအမှတ်သုံးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးမောင်စိုးအမှတ်လေးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုဒုတိယပုံမှုကြီးစော်မင်းထွန်းအမှတ်ငါးကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်ချုပ်ထွေးလာအမှတ်၆ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးတိုးလွင်အမှတ်9ကာကွင်ပစ္စည်းစက်ရုံစက်ရုံမှုပုံမှုကြီးထွန်းထွန်းစိုးတို့ဖြစ်ကြောင်းသိရပါတယ်ဒါအပြင်အမှတ်၈ကာကွင်ပစ္စည်းစက်ရုံမှုပုံမှုကြီးမျိုးမင်းစိုးအမှတ်9ကာကွင်ပစ္စည်း ည်းစံယုံမှုဗိုလ်မှူးကြီးတင်မောင်ချိုအမတ်တဆယ်ကာကွယ်ပစ္စည်းစံယုံဗိုလ်မှူးကြီးရွှေမြအမတ်စတေကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးမင်းမင်းစောအမတ်စနစ်ကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးနိုင်အောင်အမတ်ဆက်သုံးကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးထွန်းထွန်းအေးအမတ်ဆက်လီကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးရဲစောတွင်အမတ်ဆက်ငါကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်အမတ်ဆက်ဆောင်ကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးစောထုံးအမတ်ဆက်ခွနစ်ကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးတိန်လွင်အမတ်ဆက်ရှိကာကွယ်ပစ္စည်းစံယုံမှုဗိုလ်မှူးကြီးစောမျိုးနိုင်အမတ်ဆက်ကိုကာကွယ်ပစ္စည်းစံ ံရုံမှုဒုတိယဘုံမှုကြီးအောင်ထွင်းအမှတ်20ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးတပ်ဝင်အောင်အမှတ်21ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးညီညီလန်အမှတ်22ကာကွယ်ပစ္စည်းစံရုံမှုဒုတိယဘုံမှုကြီးမြတ်သူအမှတ်23ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးတိုးလွင်အမှတ်24ကာကွယ်ပစ္စည်းစံရုံမှုဘုံမှုကြီးအောင်ကိုကိုအမှတ်25ကာကွယ်ပစ္စည်းစံရုံမှုရှန်အီတို့ဖြစ်တယ်လို့ဆိုပါတယ် အဆိုပါဆက်ရုံမှုတွေကဆက်လက်နဲ့ထုတ်လွှင့်ပြီးအရှက်သားပြည်သူများကိုအကြမ်းဖက်မှုတွေကိုတိုင်ရိုက်တောင်းဝင်ရှိခြင်းစေအုပ်စုရဲ့ဖိနှိပ်ရေးရန်တရားထောက်တိုင်ဖြစ်ပါဝင်ကြောင်းဆက်လက်နဲ့ထုတ်လွှင့်ရေးခေါင်းဆောင်များစစ်ကောင်းဆောင်မင်းအောင်လိုင်ကဘွေဒူးဂုံဒူးများချင်းမြင်ခဲ့ကြောင်းသိရပါရင်အစီရင်ခံစာမှာဆက်လက်နဲ့ထုတ်လွှင့်မှာတိက ရှိတဲ့ကကထုတ်၎င်းရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေနဲ့စက်ရုံမှုတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နိုင်ငံတကာအစိုးရတွေကိုတောင်းဆိုတဲ့ပြင်စင်ခန်းဆောင်မှာဖော်ထုတ်ထားတဲ့စေအုပ်စုရဲ့စစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေပေါ်အမည်ပြက်စရင်သွင်းကြီးညာဖို့အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF တပ်ပြန်လွှဲပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံး ကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးခဲ့ကြောင်းတော်လိုင်းထောက်ပို့လုံဆောင်နေတဲ့ AAC ကိုရဲမင်းကသတင်းဌာနကိုပြောပါရယ်။ မေလ28ရက်နေ့မှာတန်ဖက်စစ်တပ်ရဲ့ပလဲတူတပ်စခန်းမှာထိုင်းနိုင်ငံတွင်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမျိုးရှိကင်းရင်နယ်ကြားဆောင်တပ် BGF တံပြန်လွှဲပေးခဲ့ကြောင်းသိရပါရယ်။မလအီဗီလာနဲ့အခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးရှိအကြံဖက်စစ်ကောင်စီရဲ့ပူးလူတူခလဲတီတခေါ်ဘီခွီးမော်ဖားသူစခန်းတာလဲစခန်းမေလာစခန်းမော်ဖိုခီစစ်စခန်းနဲ့ပလဲတူစခန်းများကနဲလီစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU ကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရပါရယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲများ ာတွင်အကြံဖက်စစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတင်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကာကရင်နယ်ခြားစောင့်တပ် BGF တံလွှဲပြောင်းပြီးပို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်မေလ28ရက်ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကာစစ်ကောင်စီတပ်သား22ဦးကလည်းထိုင်းနိုင်ငံတွင်ထွက်ပြေးသွားပြီး၎င်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ também. ။ဗလဲတူက62ယောက်ကတော့မြ ாரி ပြန်ပို့ပြီးတဲ့စုံစည်းမြိုင်22ဦးကတော့စစ်ပီးနေတယ်။နောက်ထပ်မိတာတွေလည်းထိုင်းစစ်တပ်ကစစ်နေရဲ့ဝေါ်လီဗျူဟာပြန်ပို့မလား။မြ ாரி နေကြကော်မတီကတစင်2.5ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိတာတွေလည်းစင်းရင်တော့မသိရသေးဘူးလို့ဒေသတွင်တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။လက်ရှိချိန်မှာကရင်ပြည်နယ်အတွင်းရှိမြ ாரி ဖျားသုံးစုကော့ကရိတ်ကြုံတိုးဖပွန်တန်တောင်ဒေသတွေမှာအကြံဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များအကြမ်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစဉ်ဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါ así ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲမှာအင်အီရဲ့ညီနောင်မဟာမိတ်များပဝင်တိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူစစ်တွေမျိုးနယ်ရီကိုတိမ်ပန်ရရှိဖို့ညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းပဝင်တိုက်ခိုက်နေကြောင်းမေလ28ရက်နေ့မီဒီယာအနေနဲ့တွေ့ဆုံမှုမှာတောင်းတမတော် TNL ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူမျိုးနယ်ကိုရရှိဖို့အရခတ်တက်တော်အင်အီထိုးစစ်ဆင်တိုက်ခိုက်နေပြီးလက်ရှိကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့အင်အီပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပါတယ်။အရခတ်တက်တော်အင်ရဲ့ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲမှာညီနောင်မဟာမိတ် ိတ်တွေဖြစ်ကြတဲ့ MND TNN လေးတို့ပါဝင်တိုက်ခိုက်နေသလားလို့သတင်းဌာနကမေးမြန်းရမှာ TNN လေးကအဲ့ဒီလိုဖြေဆိုခဲ့တာပါ PSLF TNN လေးတွဲဘက်အထွေထွေအတွင်းရေးမှုဘုံမူကြီးတာပန်လာက2029ဆိုတော့အဲ့ဒီလိုမျိုးမဟုတ်တော့ဘဲစည်ရေးပြူဟာပြောင်းလဲပြီးမှကျင့်သုံးလာတာရှိတယ်။တနေရာနဲ့စူပေါင်းပြီးမှစည်ရေးဖော်တာမျိုးမဟုတ်ဘဲနဲ့ကိုနေရာကိုတပြိုင်တည်းချင်းအကောင့်တင်ဖော်တာမျိုးပြူဟာကိုကျွန်တော်တို့ပြောင်းလဲကျင့်သုံးလာပါတယ်ကျွန်တော်တို့အတူတူတိုက်ပွဲတွေဝင်နေကြပါတယ်ကျွန်တော်ရင်နားလည်မှုကျွန်တော်ရဲ့သဘောတူညီမှုကတော့ရခိုင်ပြည်မှာတာဝန်ထမ်းဆောင် ောင်နေကြတဲ့တိုက်ပွဲဝင်နေကြတဲ့ညီနာမဟာမိတ်၃ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ ထို့အတူပဲနောင်ချုံမှာပြီးတော့မိုးကုံနာတဝိုင်းမှာတိုက်ပွဲတွေဝင်နေကြတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေလည်းညီနာမဟာမိတ်သုံးဖွဲ့တွေပဲဖြစ်ပါတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့လွန်ခဲ့တဲ့2014ခုနှစ်ကစပြီးညီနောင်သုံးဖွဲ့မှာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးနိုင်ငံရေးစီရေးသားမကဖွဲ့စည်းရင်းရည်တည်ချက်တွေကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းပုံမူကြီးတာပန်လာကပြောပါတယ်လွန်ခဲ့တဲ့2014-2015ခုနှစ်ကစပြီးကျွန်တော်တို့ညီနောင်သုံးဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်နိုင်ငံရေးစီရေးသားမကဖွဲ့စည်းရင်းရည်တည်ချက်တွေကအစားပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်စီရေးမှာ တနေ့တခြားပြောင်းလဲလာတယ်ပေါ့နော်2015 2016 2019ကနေ2019ဒီအဲ့ဒီတုန်းကနေပြီးတော့စစ်စင်ကြီးတွေမှာတော့အတူတကွာဘယ်အဖွဲ့ကတော့လူအင်အားဘလောက်ထိထည့်ဆိုပြီးတော့တခြားဟာတွေဘလောက်ထည့်ဆိုပြီးတနည်းအားဖြင့်ဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ပုံမူကြီးတာပန်လာကပြောပါတယ်။ကျောင်းဖြူမြို့နယ်ကစစ်ကောင်စီထိုင်ချတပ်ဆွဲထားတဲ့တပ်စခန်းတစ်ခုကိုအရခတ်တတော်အီတင်ပတ်ပြီးရင်နောက်စစ်ကောင်စီကြီးတက်ရေးတက်လေးတက်များပြန်လဲတိုက်ခိုက်နေကြောင်းဒေသခံတွေကပြောပါတယ်။ကျောင်းဖြူအခြေဆိုင်အမှတ်30နှစ်ရေးတရင်အနီးမင်းတက်တောင်ကြီးပါရှိကာကင်းစခန်း ်နဲ့အစိုးရစက်မှုလက်မှုတင်းတန်းကြောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအင်းအင်းကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်အစိုးရစခန်းတွေကိုအင်းအင်းကမေလ19ရက်မှာသိမ်းပိုက်ပြီးရဲ့နောက်အစိုးရအနီးတဝိုက်တွေကိုစစ်ကောင်စီကကြီးတက်လေးတက်ရေးတက်တွေနဲ့ပုံကျဲတက်ခိုင်းနေပြီးလက်ရှိမှာနှစ်ဖက်စီးရီများတင်းမာနေပါတယ်ကြောင်းဖြူမှာစစ်ကောင်စီရဲ့ခမာရ34ခမာရ940နဲ့ခမာရ923ဒညဝရီရေးတက်ဌာနချုပ်တောင်မော်ကြီးရေးတက်ဌာနကွယ်အုံကျွင်ရေးတက်စခန်းနဲ့အမှတ်30နဲ့ရေးတက်ရင်လို့ရှိပြီး၎င်းတရင်ကစီမံခန့် င်ပွဲနေပါတယ်အစိုးရတိုက်ပွဲတွေကြောင့်ကြောင်းဖြူမျိုးပေါ်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့မြို့ကန်တွေကပြည်မကိုအခုရက်ပိုင်းများမှာထွက်ခွာနေကြောင်းဒေသခံတွေရဲ့ပြောဆိုကြရသိရပါတယ်ဒါအပြင်စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးစစ်ကောင်စီတပ်စခန်းတွေကလက်နက်ကြီးများစနိုက်ပါတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းစစ်ရေးတရင်အရှင်းမြစ်တွေကပြောပါတယ် အင်းကလည်းစစ်တွေမျိုးနယ်ကရှီချမ်းပြင်အမြင့်ကျွန်းပါတလိန်ရွှေမင်းကန်ကလတန်မြေဝစားတဲ့စစ်ကောင်စီရှိရာနေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်စီတင်းမာနေပါတယ်။စစ်တွေမှာဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာစာစစ်တွေခလာယာနန်စင်ခလာယာ230နဲ့ခလာယာ290ခမာယာ340ခမာယာ350လေးပါဝင်အမြောက်တပ်တရင်ရှဲတရင်ဆယ်ခုနီးပါးရှိနေပြီးအင်းရဲ့ထိုးစစ်ကိုကုကံဖို့အတွက်အသင့်ရှိနေတယ်လို့သိရပါတယ်။